လင်းတန်အကြီးမားဆုံးခန်းဆားခဲ့ရသည့်မန္တလေးတွင်တရုတ်စေဖတ်ဆိုင်ရာအဖွဲ့များကုသပေးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တရုတ်စေဘတ်ဆိုင်ရာအဖွဲ့တွေဟာမြန်မာနိုင်ငံအတွင်းမြင်းကလင်းထံအစိုးဆုံးခန်းဆားခဲ့ရတဲ့နေရာတွေထဲကတစ်ခုဖြစ်တဲ့မန္တလေးရမရပူရာရှိဆေးရကူဝန်ကြီးစခန်းတစ်ခုတို့ကြတာပရင်းနေကရောက်ရှိလာခါကုသရေးနယ်စေဘတ်ဆိုင်ရာအကြံပေးတိုင်ပင်မှုများအပြင်တဘာဝဘေးကြောင့်ဒုက္ခရောက်နေသူများအတွက်လိုအပ်တဲ့အထောက်ပံ့များပေးအပ်သွားမှာဖြစ်ပါတယ် ပြီးခဲ့တဲ့ရသဒဘတ်တောက်ကြနေ့ကပြင်းအားခုနှစ်တရမှာကိုအဆင့်ရှိတဲ့ငလင်လှုပ်ခတ်ခဲ့ပြီးနောက်မန္တလေးဟာအထီးခိုက်ဆုံးနေရာတစ်ခုဖြစ်လာပြီးတနိုင်းငံလုံးအနေနဲ့ကြတာပရိနေရအထိတည်ဆုံသူအရေအတွက်3145ဦး၊ဒဏ်ရာရရှိသူ4589ဦးနဲ့ပျောက်ဆုံးသူ223ဦးအထိတိုးမြင့်လာထိတ်လို့မြမရေဒီယိုနဲ့ရုပ်မြင်သံကြားတို့ကဖော်ပြထားပါသေး။ ဒေသခံတဦးပြောကြားရာမှာအိမ်ပြိုကျစဉ်ကျန်းမာရေးမကောင်းတဲ့သူအဖေ6ရက်ထိခိုက်သွားပြီးဆေးရုံသို့ခေါ်ဆောင်ခဲ့ရာကျောင်းနယ်ရှင်ဘတ်ထိုလည်းထိခိုက်ထားသလိုအခြားကျန်းမာရေးပြဿနာတွေလည်းခံစားနေရတယ်လို့ဆိုပါတယ်။ လက်ရှိမှာအဖြစ်အများဆုံးခပြင်ပဒဏ်ရာထွေနဲ့အယိုးကွဲအပ်မှုတွေဖြစ်ပါတယ်။ဒေသခံအများအပြားကပြင်ပထွေမှာနေနေရပြီးရေမရထားချောက်ဝမ်းလျှောယောဂါနဲ့သွေးလုံးတုပ်ခွေးထုဖြစ်နိုင်ပါတယ်။စေဝါထွေအတော်လေးပြက်လက်လာသလိုငလျင်အတွက်ကျိုးတင်ပြင်ဆင်စုဆောင်းထားတာမျိုးမရှိပါဘူး။ဒဏ်ရာထွေအတွက်လိုအပ်တဲ့ရောင်ရမ်းတတဆေးထွေအရေးတကြီးလိုအပ်နေပါတယ်။နေဘူးထဲကြာမြင့်စွာနေကြတဲ့အတွက်ဒက်စာရှည်နဲ့အဖြစ်အချိုးရည်ထွေလို အပ်ပါထိတ်လို့မြမသူနာပြုတ်တဝူးကပြောပါထိတ်ငလင်းလှုပ်ပြီးနောင်ပိုင်းတရုတ်ကဲဆေးအဖွဲအများပြားရောက်လာခါဒေသခံများနဲ့ပူပေါင်းပြီးကဲဆေးလုပ်ငန်းများလှုပ်ဆောင်နေပါထိတ်လိုအပ်တဲ့စေဝါထွေလဲများစွာယူဆောင်လာတယ်လို့ဒေသခံဆရာဝန်များနဲ့လည်းပူပေါင်းဆောင်ရွက်နေပါထိတ် တရုတ်အရှက်ဖတ်ဆေးရဖွဲ့ခေါင်းဆောင်ရွှေယူကလူဝများဟာအစိုးရဆေးရုံထွေစီတွားဖို့ခက်ခဲနေကြောင်းဆေးရုံထွေမှာလည်းဆေးဝါးထွေလိုအပ်နေကြောင်းဒီအတွက်လိုအပ်တဲ့ဆေးဝါးထွေရရှိစေဖို့နီလန်းတစ်သွေးအသုံးပြုနေကြောင်းပြောပါထေ တရုတ်ပြည်တီယန်ကျင်ဆေးရုံမှအယိုးအထုကုကျန်းတောင်ကယာယီနေရာတွေမှာနီးပညာများလမ်းညွန်ပေးဖို့အထူးကထားနေကြောင်းပြည်တွင်းဆေးရုံတွေအနေနဲ့တန်ရှင်းမှုကိုအာယုံဆိုင်တင်ကြောင်းတာမန်ကူတာမှုတွေနဲ့မလုံလောက်ဘဲကူးဆက်ပြန့်ပွားမှုတွေကိုလည်းထိန်းချုပ်ကောက်ွယ်တင်ကြောင်းဒါတွေကိုနောက်ပိုင်းမှာဖြည့်ရှင်းဖို့လိုလားမှဖြစ်ကြောင်းပြောတော့ပါထိတ်လို့သိရပါတယ်ရှင်။